အားလုံးပဲမင်္ဂလာပါရန်ကုန်သားဘလော့ဂ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတောက်ကြနေနေဖြစ်တဲ့အတွက်ကြောင့်မလို့ရန်ကုန်သားရုံလေးရနေလို့ဆင်းတဲ့အချိန်မှာအဲထုံးစံအတိုင်းပဲဟိုဒီဒီသွားရင်းနဲ့မင်္ဂလာတောင်းမှုနေတဲ့ကညအောင်လမ်းလေးကိုကျောင်းသားရောက်ခဲ့ပါတယ်ညအောင်လမ်းလေးမှာရှိရဲမတ်စလာပီဆိုရဲပေါ့နော်နာမည်တိတ်ကြီးနေတဲ့ဆိုင်မှာအိန္ဒိယအစားအစာတစ်မျိုးဖြစ်တဲ့ပါနီပူရီကိုလာစားခဲ့ပါတယ် ရင်ကလည်းရန်ကုန်သာဒီပါရီပူရီကိုတုံးလေးကားတော့ဘောနော်ကြာနေမှာစားဦးရဲ့ဆိုင်မှာလည်းအရတာလေးကတော်လေးကိုကောင်းပါတယ်ပိုင်မွားဒီရနဲ့နောက်ထပ်ပေါ့နော်ဘဲတုတ်စားကြပါလေကဲခုကျွန်တော်ဒီမြိုင်ကုန်လမ်းထဲမှာကျွန်တော်ပေါ့နော်ဒီအိန္ဒိယစာလေးကျွန်တော်စားချင်တဲ့အိန္ဒိယစာလေးတချို့သွားစားပြီးပြီဆိုတော့ခု ကန်တော်ကြီးဘက်ကိုပါမယ်ကျွန်တော်ဒီဘက်မှာအေးဖြစ်တယ်ဘန်ဘတ်တော့ပါမယ်ကျွန်တော်ဖယားမနဲ့အကူအတဘောကောင်းတယ်ပေါ့နော်ကျွန်တော်ပတ်စံတော့ရှော့ယူပြလိုက်တယ်ငါတော့ငါရကြတယ်ငါတော့လည်းအဲယူလိုက်တယ်ပေါ့နော်ငါရရှော့ပြလိုက်တယ်ရန်တဘောကောင်းပါတယ်โอเคဆက်ပြီးတော့ကျွန်တော်ဒီဘက်ကပါပါညကျွန်တော်ကဒီလိုမျိုးပေါ့နော်တောက်ကြနေရုံစင်းသွားတဲ့အချိန်ဆိုရင်ဒီဟိုဒီဒီလေးပေါ့နော်ကျွန်တော်အတွက် ိုပိုင်အားလန့်ချိန်ပြီးပြီးတဲ့အနေနဲ့ကိုဒီဒီလေးသွားပြပါတယ်။ဒါကတော့ထုံစံတိုင်းပါ။ဒီနေ့ကတော့ကန်တော်ကြီးဘက်ကိုကျွန်တော်စိတ်ကူးပောက်ပြီးတော့လာခဲ့ရခြင်းဖြစ်ပါတယ်။ကိုကိုကျွန်တော်ကန်တော်ကြီးပေါ့နော်တရားလျှောက်လမ်းကိုကျွန်တော်ရောက်နေပါ ဒီမင်္ဂလာတောင်မြို့ဘက်ကတရားရှောက်လမ်းအစဉ်ကျွန်တော်ဗဟန်တုံးလမ်းဘက်ကိုလမ်းလျှောက်ပြီးတော့ယူရထားပါတယ်။အဲညနေ၄နာရီခွဲနဲ့အဲ၅နာရီတော့ရှိပြီ။၅နာရီရှိပြီဆိုတော့ဗဟန်တုံးလမ်းဘက်ကိုပြန်တော့မှဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်နေအတူတူဗဟန်တုံးလမ်းဘက်ကိုလိုက်ခဲ့ပြီးပါ။အဲကန်တော်ကြီးရဲ့ညနေပြန်ရှူလေးနဲ့ပြီးပေါ့နော်။ we can အကျိုးလေးဖြစ်တမ်းလိုက်ကြအောင်နော်ညနေသောင်း9နိုင်ကျော်ဖြစ်ပေမဲ့အဲကန်တော်ကြီးပေါ့နော်ဒီတရားလျှောက်လမ်းမှာအပြည့်ရဲ့လူတွေအားစားလေးခြင်းတဲ့လူတွေအလေလက်ပတ်လာတဲ့လူတွေ ਨੇ ပေါ့နော်စီးကားနေပါရဲ့ အေးစစ်နဲ့နိုင်ပိုင်နေခြင်းတဲ့လူတွေအတွက်ကလည်းဒီနေရာလေးကခိတ္တခဏတော့ဗောနော်အပန်းပြေနားယူစီမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်လမ်းလျှောက်လာတဲ့နေရာက အဲ့ဒီဘက်ကနေရောလာချောင်းလာခုဒီနာရောက်နေပါပြီဆက်ပြီးတော့ဒီဗဟန်းဘက်ပေါ့နော်အဲဒီကန်တော်ကြီးရှိတဲ့နေမြို့နေရာတော့ဗဟန်းမှာပဲဒါပေမဲ့ဗဟန်း၃လမ်းဘက်ကိုကျွန်တော်ဆက်ပြီးတော့လမ်းချောက်ပါမယ်လမ်းလျှောက်သွားတဲ့လူတွေအနေနဲ့နည်းနည်းပေါ့เนาะတတိထားစီကျင်တာကတော့အဲတတားပေါ့เนาะတောက်လျှောက်လုံးပါ အဲ့တော့တော်တော်များများနေရာလေးတွေကပေါ့နော်အခုလိုမျိုးနေနေရတဲ့အတိုင်းပေါ့နော်နည်းနည်းကြမ်းကြွန်တာလေးတွေဂျိုးနေရာလေးတွေရှိတဲ့အတွက်ကြောင့်လို့တတိထားပြီးတော့လမ်းလျှောက်တာပြေးတာကိုလုပ်စီချင်ပါတယ်ဟုတ်တယ်ကိုရဲတော့ဟိုရှိရအောင် ညနေဆောင်ချိန်နေကန်တော်ကြီးထဲမှာလမ်းလျှောက်လာတာကစိတ်ကိုကြည်လင်ပြီးတော့အဲအေးချမ်းစေပါတယ်ဒီလိုမျိုးတယောက်တည်းဟိုဒီဒီသွားတဲ့ခန်းစားချက်လေးကစိတ်ကိုကောင်းမွန်ပါတယ်ဆက်လက်ပြီးတော့လဲကျွန်တော်ကဘန်း၃လမ်းဘက်ကိုလမ်းလျှောက်ပါအောင်မေကျန်ခုဆက်ပြီးတော့ဘန်း၃လမ်းအနေပြီးတော့ရှေ့ကုန်းနိုင်ဟိုနည်းနည်းပပပပပါအဲ့ဒါ အရင်နေ့ကဘန်းသုံးလမ်းကနေပြီးတော့တဆင်ပေါ့နော်ဒီရေသားရှိလမ်းပြီးတော့ရုံသားနေတဲ့အိမ်အထိ AC လေးလမ်းလျှောက်ပြီးတော့ပြန်ပစ်ခဲ့ပါတယ်ဒီဒီ block လေးကတော့ဒီလောက်ပါပဲနောက် block တွေမှာပြန်လည်ပြီးတော့ဆုံတွေ့ပါအောင်မယ်ကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ